မင်္ဂလာပါရှင်ရခိုင်မုံနီလေးတဖန်ချက်စားပါတယ်ကျမကတော့ငူတိစိမ့်ကိုမသုံးမဲနဲ့ငူတိမုံကိုပဲသုံးသွားပါမယ်လုံနီလေးမျှပါမယ်ရှင်ငါကတော့ငါအသားလော်ကိုအသုံးပြုပါတယ်ကျမတို့ desk ကမလွယ်လွယ်ရှိရသူ့ကိုစားရစနေရအရသာမုံရနေရခြင်းဖြစ်ပါတယ်သူ့ကိုကျမ organic တိုက်မယ်ရှင်အိုရင်းကိုကျမတို့ထည့်တယ်ထည့်ပြီးတော့ကင်းတဲ့ပုံစံမျိုးလေးလုပ်မယ်ပေါ့နော်ကျမတို့ အဖွားတွေကတော့အများစုကတော့အိမ်မှာငရွှေစားစလင်းနေပြီးတော့กินနေရှိတယ်။အဲတချို့ငရွှေကိုလည်းရခိုင်ပုံနေချက်တယ်။တချို့ငရွှေကိုလည်းလှော်ပြီးတော့ကြော်စားတယ်ပေါ့နော်။အဲ့ဒါမျိုးလေးလည်းလှော်စားတတ်လေးရှိတယ်။အဲဒီနေ့က မာထိုင်းရောက်နေတဲ့လို့ဘာငားနဲ့ချဲရမလဲလို့အဲအဲ့လိုလူတွေအတွက်ကတော့ Pixie Disco ဒီငားသားလွိုင်းနေရာတိုင်းမှာရှိရနော်သူ့ကိုကျမကกินလိုက်တဲ့ပုံစံမျိုးတွေနည်းနည်းလေးမှုမှုလေးဖြစ်တော့လှုပ်လိုက်တာပေါ့နော်တော့ရေလုံးဝမထွက်တော့ဘူးခြောက်သွားတဲ့နေထိုင်ရောက်တည်တည်ကျမလှုပ်လိုက်တယ်ပေါ့နော်အဲ့လိုလှုပ်ပြီးသွားရင်တော့ကျမကတစ်ဖက်မှာလည်းမုံဘက်ပြုတ်တယ် မောဘက်ကတော့ဒီအထုပ်ကိုကျွန်မအမြဲတမ်းပြလေးရှိပါတယ်နော်ရေစိုးတဲထားတယ်ပြီးတော့ဒီအထုပ်ကိုတုံးနေရှိပါတယ်ဒီအထုပ်ကပြောရရင် oil ကတ်ထားတယ် oil ကတ်ထားဆိုတော့စိတ်ချရတယ်စစ်ပြီးသားပေါ့နော်ကျွန်မတို့ဒီတားရှိကန်တွေပဲမပအောင်ပေါ့နော်ဒီထုတ်ကိုကျွန်မအမြဲတမ်းစောင့်နာနေရှိပါတယ်ရှင်။မဟုတ်ဆိုကျွန်မမိုးဟင်းကတအားစားတယ်။ဒါကြောင့်မလို့ပါရှင်။သူ့ကိုကျွန်မနာနာပြုတ်တယ်။ရေအေးနဲ့ရေစိမ့်မဲပြီးရင်တော့နှာခါတော့အောင်စိမ့်ပြီးရင်တော့အသုံးပြုလို့ရပြီနော်။ဒါကတော့ကေနာတော့ငါးတာပါ။ ။ကင်းနာဆုံးငါးအသားကိုကျမကစုံထဲမှာထည့်ပြီးတော့ထောင်းစုံစေးရမှာဆိုတဲ့အတွက်ကြောင့်မို့ပြင်ပြီးတော့ကျမကငင်းဥကြီးပွေလေးကိုယူပြီးတော့အခုလိုမျိုးလေးလိုက်ပြီးတော့ဖိလိုက်ပါတယ်ရှင်။နောက်တစ်ခုကမဖြစ်မနေကငေုကောင်းမို့ငေုကောင်းမို့ကိုကျမတော့ကအမုံလိုက်ကြီးတုံးနေလည်းရတယ်ကျမတို့အစ်စ်လှော်ပြီးတုံးနေလည်းရအစ်စ်လှော်တုံးတော့ပုံမွေးရပေါ့နော်ငေယုံရခိုင်မုံနီရဲ့အသက်တည် ငယုံကောင်းနှင့်စက်သမျိုးဖြစ်ပါတယ်။ငယုံကောင်းလော်ရတာမှုမှုလေးရဲ့စက်သမျိုးများများလေးရဲ့ညက်အောင်ထောင်ရပါတယ်။ဒါဒီရခိုင်မှုနေရဲ့အသက်ဖြစ်ပါတယ်ရှင်။ဆိုရင်မြင့်ငပိရောမကောင်းရဘူးလား။မြင့်ငပိလည်းကောင်းရပါတယ်ရှင်။ဒီရခိုင်ဘက်မှာဆိုရင်မြင်ကပိဆိုရင်ချိုးနေတဲ့မြင်ကပိကိုတော့ရတယ်မြင်ကပိအမျိုးအစားတွေကတော်တော်မြင်ကောင်လေးတွေကရလာတော့ ကျွန်တော်တို့အချို့မဟုတ်ဘူးဘာလို့ထည့်စရာမလိုဘူးရှင်အိမ်မြင်ငပိလေးထည့်လိုက်တာနဲ့ပြီးတော့စားလေးထည့်လိုက်တာနဲ့အရန်ကိုစားကောင်းနေရခမှုနေတပွဲကိုရတယ်ရှင်ပြီးတော့တမအောင်ထောင်ရပါတယ်ကဲတစ်ဖက်မှာကျမရေစူအိုးထက်တည်တာပါတယ်ရခိုင်မုန်တီချက်ရံအတွက်ဖြစ်ပါတယ်နည်းနည်းလေးအခုလိုမျိုးလေးဟိုအငွေလေးတွေထောင်းထောင်းထလာတယ်ဆိုရင်တော့ကျမကသူ့တွေကိုပထမကင်ပြီးတော့မြုံကျွေးနဲ့ထူထောင်းလာတယ် ငါးလေးတွေထည့်လိုက်ပါတယ်ရှင်ဒီငါးအသားလွာကချိုးတယ်နော်ညခိုင်မုံညချင်တော်တော်လေးချိုးတယ်ရှင်ကျွန်မရင်တော့ကလေဒီငါးအသားလွာမတုံငါးကောင်ငါးအကောင်လိုက်ကြီးလိုက်လိုက်ဝဲတာပေါ့နော်ခုနောက်ပိုင်းမှာသူ့ကိုအုံပြစ်တယ်ချိုးတယ်ရှင်ပြီးတော့မြင်ငပိပါမြင်ငပိကတော့ကွန်တီလုံးတဝက်စာလောက်ကိုရေဖြော်လိုက်ပါအောက်ကအနှစ်တွေမထည့်ပါနဲ့အပေါ်ကအရေးကျဲလေးတွေထည့်လိုက်ပါရှင် ညင်ငပိလေးရေငါအသားလေးရေဒါတွေအလုံးသမရေရောင်မလေးပဲဖြစ်ဖြစ်ရောက်ချုံစွန်းလေးပဲဖြစ်ဒါလေးနဲ့မှွေပြရမယ်ကျမကရတာတပါးတည်းထည့်တယ်အထဲကိုတော့အရတာမုံထည့်တယ်ချက်သားမို့ဝက်သားမို့စားထည့်ပါတယ်နော်ရခိုင်မျိုးစုကငမြိုင်မတုံးရဘူးစားပဲတုံးရတယ်ဒါပေမဲ့လို့ကိုကစားချင်တယ်ဆိုရင်တော့ငမြိုင်ကိုစိတ်ကြတဘောပဲပေါ့နော်ကိုကကိုထဲနေလို့ဆိုရခိုင်ပြည်မှာကြတော့မြင်ငပိရဲစားရဲသူတို့ပင်လင်းနဲ့ကန်နေတယ်သူတို့စီမှာကြတော့ ငမ်းမြိုင်မရှိဘူးပေါ့နော်အဲ့တော့အရင်နဲ့ဟိုကတို့ကငမ်းမြိုင်ထက်လေးမရှိတဲ့အနေထားပါရှင်။ကျမအိမ်မှာကကျမမိကရခိုင်ကျမဖွားကလည်းရခိုင်တန်နှဲတူဒါကြောင့်မို့ပါအပေါ်ကတက်လာတဲ့အမြုပ်ကလေးတွေကိုကျမဖွားဖွားလေးဖယ်ထုတ်လိုက်ပါတယ်အကယ်၍မိမိကမဖယ်ချင်ဘူးဆိုလဲစိတ်ကြိုက်ရပါတယ်เนาะကျမတို့မိမာလူမျိုးတွေကကြတော့ဒီလိုအမြုပ်ထွက်လာတယ်ဆိုရင်ဒီအမြုပ်ကအဲအချိုရည်လို့တတ်မှတ်ကြတယ်ဒါပေမဲ့ထိုင်းမှာကြတော့ဒီအမြုပ်ထွက်လာဆိုဒီအိုးကအကြိုက်မခံဘူး နည်းနည်းတိုးတာမြန်နေလို့ပြောရကြတယ်အဲ့ဒါကြောင့်မို့ကျွန်မဖဲတာပါတော့ဒါကပထမထောင်းထားတော့ငေုံကောင်းတယ်ကျက်တူများများနန်းချင်းထည့်ပါလေရှင်ပြီးတော့ငေုံကောင်းထောင်းထားတဲ့စုံကိုရင်ကျင်းပြီးတော့သူတွေကိုထည့်လိုက်ပါတယ်ဒီဟင်းရဲ့အိုးကိုနာနာတည်ပြရပါတယ်ရှင် ပွက်လာလေတအိမ်လုံးမှွေးလာလေစားခြင်းသပွဲဖြစ်လာလေပေါ့နော်တချို့ကဒီတဲကိုဗဒဲကောထောင်းရင်ထဲ့တဲ့ကြတယ်ဒါကတော့စိတ်တယ်ပါဗဒဲကောထောင်းထင်ရင်အနက်ကနေနေနေပြောင်းတယ်လို့ပို့ပြီးတော့လေမှွေးတယ်လို့ပို့ပြီးတော့လေပူရယ်ရှင်အရေးကလေကျမတို့အိမ်မှာကတော့ကျမအမေတို့အဖွာတို့ကဗဒဲကောကိုထည့်ပြီးတော့စားလိမ့်မရှိပါဘူးရှင်ပွဲပြင်းပါမယ်ကျွန်တော်အရင်ကြိုက်တဲ့ရခိုင်မှုတွေဒီဘက်ကနှစ်ခါချက်စားပါတယ်ရှင် ဒါကတော့ကျမရဲ့မုံ့ပတ်လေးတွေပါပြီးတော့ရင်တော့ဟိရေလေးတွေကျမထည့်ပါမယ်။ရခိုင်မုံနေရဲ့ဟင်းကြီးရလေးမိဘုံပေါ်မှာအမြင်နဲ့ပွတ်ပွတ်စုနေမှတာအဆင်ပြေတာရှင့်။ဘီအင်းလေးနဲ့ကြကြတဲတာလေအမှန်တော့ပွတ်ပွတ်စုပွတ်ပွတ်စုလေးမှုန်းလေးပွတ်ပွတ်စုလေးမှုန်းလေးငေကောင်းနဲ့နဲ့ချက်သမီးရဲ့အနှံ့ကနှာခေါင်းထဲဝင်လာလေစားလို့ကောင်းနေပေါ့ရှင်။ရခိုင်မုံနေအေးသွားရင်တော့စားလို့မကောင်းဘူးရှင့်။နောက်ပြီးတော့နန်းနန်းမင်း နနမင်ကတော့မဖြစ်မနေထဲတယ်ကျမကတော့ငူတီးစိမ့်ကိုထောင်းပြီးတော့အတုံးမပြူတာဟုတ်ဒီနေ့ငူတီးမုံမဲ့အိမ်မှာစားနေတဲ့ပုံစံအတိုင်းပဲငူတီးမုံထဲမဲ့စွတ်တွန်ဖြူကြော်လေးကျမဆိုင်ရဝယ်တာရှင်အဲ့ဒါလေးကျမအနေငယ်ထဲတယ်စီကြတော့မဟုတ်ဘူးစီမပါဘောရှင်စွတ်တွန်ဖြူပြီးပဲထဲတာပါနော်ပြီးတော့ငူတီးမုံလေးထဲတယ်နောက်ပြီးတော့မကြီးနှစ်ထဲမယ် မြင်းကြီးနဲ့မကြီးနဲ့မြန်ချင်းငန်ဆက်ပေါ့ကျွန်မစားတဲ့ဒီရခိုင်မုန်းကအရောက်ဆက်ဖင်းပူလောင်နေရဟာပေါ့နော်စားကြပါဦးငငယ်လေးကတင်လာတဲ့ရခိုင်မုန်းတွေပေါ့နော်။ဒါကြောင့်မို့ရခိုင်မုန်းတွေဆိုဒီလိုစားကြတယ်အိမ်မှာ။ရင်ကြရအောင်။ t h a n k you b y e